အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကောင်းမွန်သော နေလေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါရပါဘောနော်အဲလက်ရှိမှာဒါကျွန်တော်တို့အဲလန်နဒါဗီဖြစ်တဲ့ဒါကျွန်တော် Chelsea နဲ့ Spa နဲ့ပွဲစဉ်ကတော့ဖွဲ့ပြီးသွားခဲ့ပြီဖြစ်တဲ့ ဒါကြောင့်မို့လို့ရှိမှာဒါကျွန်တော်တို့ဒီဟာလေးကိုမပြောခင်မှာဒီနေ့မနက်ပိုင်းမှာဒါကျွန်တော်နောက်ဆုံးရတည်နေတူဒါပြောမှာဖြစ်တယ်အဲ့တော့လက်ရှိမှာဒါဒီနေ့နဲ့ဆိုရင်တော့ဒါငလျင်လောက်တာဒါကျွန်တော်မြန်မာပြည်ငလျင်တန်းခန်းစားခဲ့တာတပတ်တည်းပြည်တင်းခဲ့ဖြစ်ပါတယ်အခုချိန်ထိတော့ဒါကျွန်တော်တို့ဘလို့မှမတည်ငြိမ်သေးတဲ့ situation နဲ့ဆက်လက်ပြီးသွားနေတယ်အခုချိန်ထိတော့ဒါကျွန်တော်ကိုညစ်ကယ်ဆယ်ရေးတွေနဲ့အခုချိန်ထိလှုပ်ဆောင်နေရဆက်ဖြစ်တယ်တရားကြီးကဒါကျွန်တော်တပတ်တွင်းပြီးသွားမဲ့ပုံစံမျိုးတော့မတွေ့ရသေးပါဘူးဒါကျွန်တော်တို့ရေကြီးရင်ရေကျသွားလို့ပြီးသွားမဲ့ကိစ္စတခုတော့မဟုတ်ဘူးဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ပြန်လည်ထူထောင်ရေးအစီအစဉ်တွေမှာလည်း အဖက်ဖက်ကနေပြီးတော့ပါဝင်ကူညီပေးကြဖို့အတွက်ဒီနေရာကနေကျွန်တော်စတင်ပြီးတော့လုံဆောင်ပြရစေအခုချိန်မှာဒါကျွန်တော်တို့ပြန်လဲကူညီတော့ကူလီကူညီကယ်ဆယ်ရင်းပြီးရင်တော့ပြန်လဲထူထောင်ရေးအစီအစဉ်မှာတော်တော်လေးလုပ်ရအောင်ဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံအနေနဲ့အခုလက်ရှိမှာဒါ international funding မရှိလို့ local funding မှာလည်းတော်တော်လေးအားနေတဲ့အတွက်ကြောင့်မလို့ကိုထူကိုထစနစ်နဲ့ပဲဒါကျွန်တော်တို့ကူညီရမယ့်နေသားမှာရှိပါတယ်ဒါတွေကတကယ်လို့ဒါကျွန်တော်မပြောမပြောမပြီးမတီးမမီဆိုတဲ့အတိုင်းပါပဲဒါတွေအဓိကပြောရမယ့်တဲ့မှာပါတယ်အဲလက်ရှိမှာဒါကျွန်တော်လူနေကူနေတဲ့လူတွေလည်းကျွန်တော်ဒါ အမရော့သွားပင်းနေတော့တက်နိုင်တဲ့ဘက်ကအခုလက်ရှိမှာတထောင်လူနေတဲ့အချိန်ကနေပြီးတော့ပြန်လဲစူဆောင်ရေးအစီအစဉ်မှာလည်းတရား90အဲ့လိုပုံစံမျိုးလေးကျွန်တော်ခွက်ခွဲလူဖို့အတွက်ဒီညကနေပြီးတော့ကျွန်တော်မြေတားရခံရချင်ပါတယ်ဘောတော့အဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့ကျွန်တော်စီကဒါဒါပြီးတော့ချိန်လာအလူငွေနဲ့ပတ်သက်ပြီးမေးတဲ့လူတွေရှိပါတယ်ကျွန်တော်တစ်ချိန်လုံးဒါ redirect လုပ်ပါတယ်ဆိုတော့တချို့ကြမေးကိုဒေးကိုရန်ဘာလို့မလုပ်လဲကျွန်တော်ကိုရန်မလုပ်ပါဘူးကျွန်တော်ဒါမြန်မာနိုင်ငံကအလူငွေနဲ့ပတ်သက်တာအကြောက်ပါတယ်တွေးကြရတယ်မှာအခုလက်ရှိမှာအလူငွေနဲ့ပတ်သက်ပြီးတော့အခုဘာမှမဟုတ်တဲ့ဥစားနေတဲ့ပွဲတွေဖြစ်နေကြပြီအဲ့တော့ ကိုယ်တိုင်လူငွေလက်မှတ်ခံတာဘယ်လောက်ထိဒါကျွန်တော်ကိုယ်တိုင်လူငွေလက်ခံတာဘယ်လောက်ထိအုံနောက်စားလဲဆိုတော့အကုန်လုံးတွေ့ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ဘာကျွန်တော်ကကျွန်တော် လုံးဝကိုယ်တိုင်လူငွေလက်မှတ်ခံအောင်ကျွန်တော်ညီလေးတွေဖြစ်နေတာကိုကျော်ဆိုးထွတ်ဒါကျွန်တော် Love is Football ကနေလုပ်လို့ဆိုရှိတယ်ပြီးကိုလည်းယုံကတော့မလုပ်တော့တနေနားပြီးတနေကိုလည်းယုံရှိခဲ့နေတာကျွန်တော်အခုချိန်ထိကျွန်တော်တို့ဒါအဓိကလုပ်နေတာမက်ခင်သိပြီဘောနော်ကျွန်တော်မှဒါကျွန်တော်တို့3000နဲ့တကယ်ကျွန်တော်နောက်ဆုံးသိလား3180တောင်ရသွားပြီလို့ကြာသိရတယ်မှာပါတယ်ဘောနော်တို့ရပြင်မနာစကိုင်းဘောနော်အခုလက်ရှိမှာဒါကျွန်တော်အဓိကဒါကျွန်တော်တို့ဟို guarantee ပေးနိုင်နေတာ3ယောက်ဘောနော်ဒါကိုလည်းယုံကဆက်မလုပ်တော့ဆိုရင်တော့ဒါ ါ Lovis Wood War ဒါဒီနေ့နောက်ဆုံးဒါတပ်ပြန်နေ့နောက်ဆုံးမှာသူလူလို့ရဆိုသူပြောတယ်ကျွန်တော်တို့ McKenzie ကတော့ကျွန်တော်တီးတလောက်ကတော့3250ဖြစ်ရက်မယ်ဆိုပြီးအခုလည်း1000 1180ဆိုတဲ့ကြောင်မို့80လောက်ပြီးပြန်နေဖြစ်တယ်ကျွန်တော်ဒါတီးတဲ့လူတွေအကုန်လုံးလာမဲ့ရက်ပိုင်းတွေမှာ funding တွေရက်မယ်လို့မြင်ပါတယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့အလူငွေကျွန်တော် redirect လုပ်ပြီးနေတဲ့အလူငွေ source တွေလည်းဒါမကြခင်ရက်မယ်လို့မြင်နေတယ်မှာပါပါတယ်အဲ့ပြောချင်တာလက်ရှိမှာကျွန်တော်ဟိုလာလာမီးနေတယ်ဘာကြောင့်မလို့ကျွန်တော်ဒါ လူငွေနဲ့ပတ်ခတ်ပတ်ပတ်သက်ပြီးလက်မခံလို့ဆိုတာဒါကြီးကြောင့်မလက်ရှိမှသိရတယ်မဲ့လက်ခံတဲ့လူတွေတော့အခုချိန်မှာဒါကျွန်တော်စတင်ပြီးတော့ပြောဆိုနေကြတာခုနကပြောတဲ့လူကလည်း valid ဖြစ်တဲ့လင်ရမှာရှိတယ်ဒါလက်ခံတဲ့လူကဒါအမျိုးမျိုးပေါ့နော်ဒါလူလူမျိုးစိတ်ပေါ့ဟုတ်တယ်လေကိုယ်တိုင်ကလည်းကိုယ်ငွေကြီးကိုဒါကိုယ်မဆိုင်ရမတော့ရလေးစူထားတဲ့ငွေကိုလှူထားတဲ့လူတယောက်အနေနဲ့ငါငွေကိုဘာလုပ်မလဲဆိုတော့အကုန်လုံးကတော့ဒါစောင့်ကြည့်နေကြတာပဲဒါကိုလည်းသွားပြီးတော့အပြစ်ပြောလို့မရဘူးလို့ကျွန်တော်နေအမြင်နေရအဲ့တော့ပြောချင်တာခုနအားကြောင့်ပြောကျွန်တော်လူငွေလက်မခံဘူးဘာလို့ဆိုတော့ကိုယ်တိုင်လည်းဒါကျွန်တော်ခုနဘယ်လိုပဲဟို အပြောမခံနဲ့ဒါနဲ့ခုနကကျွန်တော်နေနေတာဘောလုံးနဲ့ပတ်သက်ကျွန်တော်ကတော့တက်လောက်ဆဲလို့ရတယ်ကျွန်တော်ပြလို့ရတယ်ဒါပေမဲ့ငွေနဲ့ပတ်သက်နေကျွန်တော်ပြောမခံနဲ့ဒါပုံမလေးလေးခင်ဗျားတို့ပြပြတာဖြစ်အဲ့တော့လက်ရှိမှာဒါကျွန်တော်အခုလက်ရှိမှာဒါ comment ထဲမှာဟောတာကျွန်တော်ဟိုချက်ပေါက်ဆဲမော်လာမယ်ကိုတိုင်းဘာလို့လူငွေလက်မခံလဲဆိုတော့နည်းနည်းရှင်းပြဖြစ်တယ်ပြီးရင်လက်ရှိမှာဒါပြန်လေးထူထောင်ရေးအစီအစဉ်မှာလဲကူညီပါဝင်ပေးကြအောင်ကျွန်တော်ဒီညကနေပြီးတော့မေတ္တာအခိုင်အချင်ပါတယ်ဒီညမှာဒါကျွန်တော်ငွေအားတွေမဟုတ်ဘဲနဲ့စိတ်ချမ်းမာရေးပိုင်းမှာလဲဒါကျွန်တော်ကူညီပါဝင်ပေးဖို့လိုအပ်ပါတယ်ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်ဟိုနေ့ကအသီးတရနဲ့ကျွန်တော်စကားပြောပြီးတော့ဒါဘလူးမျိုးဒါ aftermath မှာဘောနော်ဒါကျွန်တော် PD post traumatic disorder ဘောနော် ါ PDST တို့ဒါကျွန်တော်တို့အဲ SID tag တွေကိုဘယ်လိုမျိုးကျွန်တော်ဒါကာဝယ်ကူညီပြီးလို့အခုလက်ရှိမှာတည်ကြတယ်မယ်ငလျင်လောက်တာကတော့ဒါကျွန်တော်တို့ပုံမှန်ဒါကျွန်တော်တို့အဲတရက်ကိုအခုလက်ရှိမှာတစ်ချိန်လောက်ပုံစံမျိုးတော့ပြန်နည်းနည်းလေးရော့ကျသွားခဲ့တယ်မယ်ဒီလိုမျိုးလောက်တဲ့ feeling ကိုအခုလက်ရှိမှာလူတွေအများကြီးခံစားရတယ်ဘာလို့ဆိုတော့ SID ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်မနေ့က ာရကဘီကလူအသက်ရှူတယ်လို့ပဲလူတွေကဒီငလျင်လောက်တာကြီးကိုဒါကျွန်တော်တို့ focus လုပ်နေတဲ့အတွက်ကြောင့်မလို့လက်ရှိမှာပြောရမယ်ဆိုရင်တော့ဟိုစိတ်ဝင်စားနေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ပို့ပြီးတော့ခံစားရတယ်လို့မြင်နေတယ်မှာပါပဲပေါ့အဲ့တော့ခုနကပြောလို့လက်ရှိမှာတိရစ္ဆာန်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော် victim မှာ blame မှုတော့အကုန်လုံးဝိုင်းဝန်းပြီးပြောချင်ပါတယ်ဘာလို့ဆိုတော့ victim နေကိုယ်တိုင်ကအခုလက်ရှိမှာကြောက်နေကြတယ်အဲ့တော့ခုနကပြောလက်ရှိကျွန်တော်တို့ဒါ victim blame နဲ့ဥစ္စာလေးကိုလည်းနည်းနည်း short ချအောင်ဘာလို့ဆိုတော့အကုန်လုံးဟာကိုယ်မဖြစ်တယ်ဟာငါတို့ကမဖြစ်ပါဘူးမင်းတို့ကဘာလို့ဖြစ်တယ်လဲတော့ပြောလို့မရဘူးဆိုတော့ ကိုယ်တိုင်ခံစားခုလက်ရှိမှာမန္တလေးကလူကိုဒါကျွန်တော်ရန်ကုန်ကလူကဟိုရန်ကုန်ကလူသွားပြီဟဲ့ငါငယ်ငလင်အဲ့လောက်ကြီးမကန်နေပေါက်ငလင်ခံစားတော့မီးလို့မရအောင်အခုလက်ရှိမှာဒါ victim blame နာလေးနည်းနည်းလေးကျွန်တော်ရှော့ဖို့အတွက်ပြင်ပြပါတယ်ဒါလည်းရှိမှာကြိတ်တာကြိတ်ကြဖို့နော်ဒါကိုယ်ကန်နဲ့ကိုယ်လောက်ကြလောက်ကြပါဒါပေမဲ့ခုနကပြောသူပဲဒါ victim blame နာလေးတို့နည်းနည်းလေးရှော့ကြဖို့အတွက်ပြင်ဆင်ပါတယ်ပြပြစေစေချင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာအဓိကကျွန်တော်တို့ဒါစိတ်ချမ်းမာရေးဘက်မှာကျွန်တော်ဘယ်လိုမျိုးကုနိုင်မလဲဒါကျွန်တော်တို့ဘယ်လိုမျိုးသွားနိုင်မလဲဆိုတာကိုကြာကျွန်တော်တို့ပြောဖို့လိုလာပြီလို့မြင်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ပြီးရင်တော့ဒါလန်ဒန်ဒါဘီဒီပွဲအကြောင်းလေးပြောလိုက်မယ်ဒါချက်စီသိတဲ့ခုလက်ရှိမှာဒါတော့ဟော့စ် ွားသင်းကို1-0နိုင်ခဲ့တယ်ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တို့လုံးဝ match win ပွဲစဉ်တစ်ပွဲမှာ Chelsea သင်းနဲ့တကယ်ကို9-9နိုင်တတ်တဲ့အနိုင်3ဘက်ကိုရသွားခဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်တို့ဒါ Champions League ဝင်ခွင့်တော့တစ်ပြေးနဲ့တစ်ပြေးတည်ကြာလာခဲ့ပြီလို့ပြောလို့ရမယ့်အနေအထားမှာရှိသွားပါတယ်အဲ့တော့ Chelsea သင်းရဲ့ဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကကျွန်တော်တို့အဆင့်4နေရာကိုတွန်းပို့ခဲ့ပြီးနောက်ပိုင်းမှာဒါအဆင့်5နေရာက Manchester City သင်းနဲ့တမတ်ကွာတယ်ပြောချင်တာလက်ရှိမှာတော့ကျွန်တော်တို့အဆင့်3 4 5 6ကလူတွေအကုန်လုံးအမှတ်ဒီကတော့ကိုလိုကလန်နေနဲ့ကက်ကပ်ပြီးသွားနေတယ်မှာပါတယ်တစ်ဖက်ကစပါးကတော့ဒါလက်ရှိမှာတော့ကျွန်တော်တို့ထုံးဝမ်းတိုင်းရှုံခဲ့ပြင်းနေဘာမှသိပ်ပြီးတော့မထူးဆန်းတဲ့ရှုံပွဲတစ်ခုကိုဆ က်လက်ပြီးတွေးခဲ့ရတယ်မှာပါတယ်စပါတင်တို့ကတော့ကျွန်တော်တို့လက်ရှိ DR ကတော့ဒါကျွန်တော်တို့ချားထဲမှာပြန်ကြည့်မယ်ဆိုရင်တော့အပေါ်က1 2 10တဲ့မှာကျွန်တော်တို့ဒီလောက်က Liverpool နဲ့ Northern Forest ကလွဲလူကြံနေတာကျွန်တော်တို့ကြံခဲ့တဲ့ဒါ total 10ပွဲမှာစပါတင်နဲ့ကြံတဲ့6ပွဲကတော့အောက်သင်းနဲ့ကြီးပဲကန်အဖို့များပါပြီးရခုနကလာမယ့်ပတ်မှာဒါ Southampton ကန်ပြီး Wolverhampton ကန်မယ် West Ham ကန်မယ်အဲ့တော့ပြောချင်တာစပါတင်နဲ့ဒါကျွန်တော်တို့ပြန်ပြီးကြည့်မယ်ဆိုတော့ကြံတဲ့6ပွဲကတော့ဒါကျွန်တော်တို့ ပြပိုးကနဆစ်ဘွဲမှာချဘွဲလောက်ကဘွဲချောင်းပွားကိလို့ပြောလိုက်ရတယ်။ဒါပေမဲ့ဒီနေ့ဘွဲစမှာပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ပြိတ်တက်နဲ့ဒါကျွန်တော်တို့နီးပြနဲ့ကြားထဲမှာပြီးဆုံးသွားကိဖြစ်တယ်။ဘာလို့လဲဆိုတော့ခုနကစပါသင်းရဲ့ဒါကျွန်တော်နီးပြနေနေဒါပပေးစာရဲ့ twin go ဒါကျွန်တော်တို့ပေါ့ VR မပြဖြစ်ခင်နေ twin သွားတဲ့အချိန်မှာဒါပြိတ်တက်စီကိုလှမ်းပြီးတော့ဒါကျွန်တော်နရွက်အုပ်ပြတဲ့ဥစ္စာပေါ့နော်။မင်းတို့ပြိတ်တက်တကယ်တို့သူ့နီးပြကိုပြောတယ်ပေါ့နော်။မင်းမလုပ်နဲ့မင်းမသိဘူးဆိုပြိတ်တက်ကလှမ်း order ။ဘာလို့လဲမမေရ Lucas Bugvey ကိုဒါကျွန်တော်တို့ အဲပပိဆောင်လေးလေးလေးတွေချင်းမှာဒါပပိဆောင်ဘာလို့လဲရတာလဲဆိုပရိသတ်ကလှမ်းអော်တဲ့အချိန်မှာဒါခုနကငါဒါကြောင့်မို့လဲရတယ်ဆိုတဲ့ပုံစံမျိုးပေးွာပရိသတ်ကိုလှမ်းလို့ပြဒါပေမဲ့ ကန်ဆူကျင်တော့အဲ့ဒီဂိုဂါတာကျွန်တော်တို့ VAR ရဲ့ပယ်ဖျက်မှုတော့ပယ်ဖျက်မှာပဲဘာလို့ဆိုပလိန်သူများ၆တောက်ကိုသွားကြရင်ဘောလုံးသွားလို့ဖြစ်အဲ့ဒီလုံးကပယ်ဖျက်မှာဒါကျွန်တော်မသိတာဘောနော်ချက်စီအသိရတာဒုတိယမြောက်အသင်ကိုဘယ်လိုဖြစ်လို့ပယ်ဘာလို့ဆို VAR ကလည်းလူကျွနေတာပဲကျွန်တော်တို့ဒါနှစ်ခါသုံးခါလည်းပြောတာကျွန်တော်တို့မနိုင်ပြောစိတ်တော့မတွန်းမသန့်ဖြစ်တယ်ချက်စီအသိနဲ့ဒီနေ့ပွဲစမှာအနိုင်သုံးမှတ်နဲ့ထိုက်တန်ခဲ့တယ်ဒီနေ့ပွဲစမှာနိုင်ကိုနိုင်ခဲ့တဲ့ချက်စီအသိကဒီနေ့ပွဲစမှာပိုကောင်းတဲ့တသင်ဖြစ်ခဲ့တယ်တာဟာလုံးဝလုံးဝလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်စပါတင်နဲ့ဒီတဲ့ပွဲသွားမှာဆိုရင်လက်ရှိမှာဒါပရီးမီးယားလိမိုင်တောက်ရှော့ရှုံးပွဲဖြစ်ခဲ့လို့ဒါလက်ရှိမှာပြည်သက်တဲ့အနေနဲ့လ ာမေ့တာကျွန်တော်ယူရိုပါလိပွဲစဉ်မတိုင်ခင်မှာဒီနီးပြကိုထုတ်ပေးဖို့အတွက်ပြည်သက်တွေကလက်ရှိမှာတော်တော်လေးဥဒေါင်းဆူလာခဲ့ဖြစ်တယ်။ကျွန်တော်နေနဲ့လက်ရှိမှာဒါကျွန်တော်ပြည်သက်တွေကဒါကစားသမားတွေနဲ့ပိုဆိုးကခုလက်ရှိမှာဘာဖြစ်သွားလဲ။အရင်တော့ဒါကျွန်တော်ကစားသမားတွေနဲ့နီးပြနေခွာပြေးတယ်။အဲ့ဒီမှာဒါပြည်သက်တွေကဒါ site လောက်ရတယ်ပေါ့နော်။အခုလက်ရှိမှာပြဿနာဘာဖြစ်သွားလဲဆိုတော့ နီးပြအနောက်မှာထူးခြားစွာနေပဲကစားသမားတွေအကုန်လုံးရှိတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ဂိုးသက်သွင်းပြီးတော့ဆွန်ဟောင်မင်ကဒါကျွန်တော်တို့ပြိတက်တွေကိုဒါကျွန်တော်တို့တတုနေဆိုပြီးလုပြရဲဆိုရဲပုံတရင်းတွေထွက်နေခဲ့တယ်မပုံရောမတွေ့ရသေးဘူးတရင်းတွေထွက်ခဲ့အဲ့တော့ပြောချင်တာတတော်ကြီးကိုခွာပြဲသွားခဲ့ပြီဘောနော်အဲ့တစ်ဖက်ကချက်စီဘက်ကကြည့်တော့ဒီနေ့ပွဲစုံမှာ performance ရတတော်လေးဥဒါအဆင်ပြေခဲ့တယ်တချို့သော moment တွေမှာလူအချက်လေးတွေရှိနေခဲ့ပြီးမဲ့ချက်စီကဒါကျွန်တော် spa ကိုဒါသူတို့ကတော့ငင်းနိုင်ဆိုတော့ဘာလို့ဆက်လက်ပြီးပြသခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစုံမှာချက်စီသွင်းသွားတဲ့ twin ကိုရရှင်းနေပြီးကိုပါမားကနေပြီးစတင်ပြီးပေးလိုက်တဲ့ဘောလုံး Enzo Fernandez က AC counter တိုက်သွားခဲ့တယ် တော်တော်လေးကိုလွယ်ကူတဲ့တွင်ကိုတကူဖြစ်ခဲ့လို့ပြောဆက်စည်းတဲ့နေ့ပေါ်မှာဒါပွဲစကလေးကဒါတွင်ကိုရဖို့တော်တော်လေးကိုနီးဆက်ခဲ့ပေမဲ့ဒါကျွန်တော်တို့တိုင်ထိသွားကြတယ်ကျွန်တော်စပါအသင်းနဲ့တော်တော်လေးကိုအသက်ရှူချောင်သွားခဲ့တယ်လို့ပြောလို့ရမယ်တော့မှာပါတယ်ပေါ့နော်အဲ့တော့စပါအသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ပရီးမီယာလိပြီးဆုံးသွားပြီလို့ယူဆလို့ရတယ်လက်ရှိဒါကျွန်တော်တို့ကျန်တဲ့ပွဲစဉ်တွေကိုဒါနိုင်ခဲ့မယ်ဆိုရင်တော့မှတော်တော်လေးကိုမလို့ဒါပေမဲ့ကျန်တဲ့ပွဲစဉ်နိုင်မှုကလည်းခုနကပေါ့ Northern Forest တို့ဒါကျွန်တော်လက်ရှိမှာ Liverpool တို့လိုအသင်းမျိုးကျန်နေသေးတဲ့ကြောင့်မှဒါကျွန်တော်ချန်တဲ့6 8ပွဲမှာ ၃ဘွဲ့လောက်၄ဘွဲ့လောက်နိုင်ဖို့အတွက်မျောလေးလို့ရရင်မတော်တော်လေးကိုမလွေတဲ့ပုံစံမျိုးကိုစပါတင်သွားတော့မှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာစပါတင်နေတယ်ဒါကျွန်တော်တို့တော်တော်လေးကိုအချင်းဒီဆိုးရွားသွားခဲ့ပြီးပြီးလက်ရှိမှာဒါကျွန်တော်တို့1989ခုနှစ်နောက်ပိုင်းဒါအဆိုးရွားဆုံးရာသီတစ်ခုနဲ့မှတ်တမ်းတင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပြလည်းသွားတင်ပါပြီအမှန်တမ်းပြောတော့ဒါအခုလက်ရှိမှာကျွန်တော်နေနေတာ friend fan နဲ့ပွဲစဉ်ပါညာကျွန်တော်ဘယ်အနည်းဆုံးတော့ဒါနီးနီးပြောက်ထားစီချင်တာအစားရှိခဲ့ပြီးမယ်အခုလက်ရှိမှာဒါပြိတ်တက်နေတာကိုညှိလာခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ တော်တော်လေးကိုဆင်မပြေတော့ဘူးအဲ့တော့ကျွန်တော်တွားသိမ့်ပြီလို့မြင်နေချက်စီသိမ့်ကလက်ရှိမှာဒါကျွန်တော်တို့ဒီနှစ်မှာဒါဥရောပဝင်ငွေတက်ကတေချာတော့တစ်ဖြည်းနဲ့တစ်ဖြည်းညှိလာခဲ့ပြီလာမယ့်ပတ်မှာဒါကျွန်တော်ပွဲချက်တပွဲဖြစ်တဲ့လန်ဒန်ဒါကြီးဖြစ်တဲ့ဒါကျွန်တော် Brentford နဲ့တွေ့ရဖြစ်တယ်အဲ့တော့အပေါ်ကသင်းနေလာမယ့်ပတ်မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ပြရပြ Arsenal ကဒါကျွန်တော်တို့ Everton နဲ့တွေ့ဖို့ရှိရဲ Northern Forest က Aston Villa နဲ့တွေ့ဖို့ရှိရဲ Chelsea က Brentford နဲ့တွေ့ဖို့ရှိရဲ City ကဒါကျွန်တော်တို့ United နဲ့တွေ့ဖို့ရှိရဲပေါ့နော်ပြီး Aston Villa က Northern Forest နဲ့အပြောချင်တာဒါအပေါ်ကသင်းနေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ်ရသက်တစ်ပတ်ဖြစ်လာမယ့်လို့မြင်နေမယ့်ဒီဒီပုံစံမှာ Chelsea သင်းကလုံးဝနိုင်ခဲ့တဲ့အသင်းနဲ့ပုံစံနဲ့ဖြစ်ပြီးတော့ နိုင်ကိုနိုင်ခဲ့တဲ့တင်းနဲ့တို့တို့ဒါလုံးဝ100%သုံးမရခဲ့တဲ့ပွဲစပ်မှာဒါတော့ပါပဲအားလုံးပဲကောင်းသောနေ့တွေဖြစ်ပါစေစုမုံကောင်းတောင်းပြီးလဲပါအဲ့တော့ဒီနေ့မှာကကွန်ကြီးကစိလုပ်ပေးနေတဲ့ညီကိုမောင်မအားလုံးကိုလည်းတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ဒါကျွန်တော်ငွေအားလူအားတက်နိုင်တဲ့ဘက်ကနေပြီးတော့ဒါကွန်ကြီးပေးနေတဲ့ညီကိုမောင်မတွေအကုန်လုံးကိုလည်းအများကြီးအများကြီးအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါလို့ပြောရင်းနဲ့ပဲကျွန်တော်သောကပြပါဗျာကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့ဒေဖာပါ